cheese တွေနဲ့ငိုကပုံစံလေးပြင်ထားတာဘလို့အကောင်ကြီးလေးရှိတာပင်လဲဇာရီလဲတော်တော်လေးကိုလက်လက်ဆက်ဆက်လေးရှိတာကဲအဲ့တော့ဒီနေ့မှလင်းကတော့ရာသီဥတုနဲ့လိုက်ဖန်လို့ငူကထလာစားတာပါအကင်ရောဟော့ပေါ်ရတဲ့ဆိုင်လေးပေါ့နော်ဆိုင်လေးက Mr. Jerry ပဲဖြစ်ပါလေရှင် ဒီမှာဆိုရင်ဆက်မီမျိုးအေးပေါ့နော်သူကတော့2ရက်လောက်စားလို့ရတယ်လို့ပြောတယ်သူက9200ကျပ်ဒါကဆက်မီမျိုးပြီးသူကကြတော့9200ကျပ်လင်းနိုဆိုင်နဲ့ဝင်လိုက်မယ်ဆိုရင်တော့ဒီဘက်ကတော့ရွေးချယ်စရာကောင်တာပေါ့နော်ဘက်မှာတော့လင်းနိုစားဖို့အတွက်နေရာလေးလည်းပေးထားတာပါဒီမှာဆိုရင် side dish anisness လို့ရှင်းပါတော့ဒါကခနန်းချက်ကြက်ကိုလာကြော်ကတော့လင်းတစ်ခါမှမစားကြည့်ဘူးပေါ့နော် ။နောက်ပြီးတော့ဒီမှာက what သုံးသက်သားထိုင်ဝမ်။မာအချိုးချက်ကလေး။နောက်ဒီနာကောင်တာကြတော့လေ။နင်းတို့အသီးတွေပေါ့နော်အချိုးပွဲအနေနဲ့အသီးတွေယူလို့ရတယ်။ဖျဲသီးရှိမယ်။ပြီးရင်ဒါသခွားမွေးသီးရှိမယ်။သခွားမွေးသီးရှိမယ်ပေါ့နော်။ပြီးလို့ရှိရင်တော့သင်္ဘောသီးရှိမယ်။သင်္ဘောသီးရှိမယ်။ နောက်တစ်ခုဒီဘက်မှာကျတော့ဆူရှီတို့ပါလို့ရှိတယ်တကယ်လို့လင်းတော့ဗမာမုတ်တွေစားကျင်တယ်ဆိုလဲဒီလိုမျိုးအလူးစနွင်းမကင်းလေးရှိမယ်။နောက်အတုံးလေးတုံးပေးထားတာလေတခါစားအတုံးပုံစံမျိုးလေးဆိုတော့လေလင်းတို့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်။နောက်မို့ဆိုလို့ရှိရင်အဲအတုံးကြီးကြီးလေးလှီးထားရပါတယ်ဆိုရှင်မကုံလို့ရှိရင်အစားတောက်ပြီးတော့ waste ဖြစ်တယ်ဆိုတော့လေဒီလိုမျိုးလေးလှီးပေးထားရယ်။ဒီဘက်မှာကနက်နက်ကြောက်ကြောက်ကြောက်ရှိမယ်။ တ်မာကတာကိုပေါင်းပြီးရင် blueberry ကြောက်ကြောဆောင်းဝေးရတာပူတင်ကလေးဒီလိုလုပ်ပေးထားတာရှိတယ်ဒါကတာခွေရိုင်း ချင်းဆိုရင်လည်းလင်းတို့ကရွေးချယ်စရာပေါ့နော်အချင်းဒီမှာလင်းမျိုးရှိရဲဒါကတော့သူ့ရဲ့ signature sauce ဖြစ်ဖို့များတယ်ဘာလို့လဲဆိုတော့ cherry ချင်းကဆက် sauce ဆိုပြီးတော့ရေးထားတယ်လေဒီမျိုးလေး seafood sauce ပုံမှာဖြော်ပေးထားလုံးဝကိုပြည့်ပြည့်နဲ့နဲ့ပဲ sukey sauce မကြီး sauce အခု link ကဒီ site dish တွေပြီးလို့ရှိရင်ဟိုဘက်ကအချိုပွဲတွေပြီးရင်အထောင်းတွေပေါ့နော်အဲ့ဒါကြီးပြပြီးွားပြီးဆိုတော့ဒီတစ်ခါ link တို့စားမယ်ဆိုလို့ရှိရင်အသားပေါ့နော်အသားတို့ပင်လယ်စားတို့ပြီးရင်အသေးရွက်တို့ပေါ့နော်အားလေး link ထပ်ပြီးတော့ရေးလိုက်ပါဦးမယ်ဒီဘက်ကတော့ပင်လယ်စားအကန့်ပေါ့နော်ဒီမှာဆိုရင်ရေပွဲတို့ပီချင်းကားတို့ပင်ခယူပေါ့နော်အကုန်အဆုံးရှိတယ်ပဇွန်ဆိုလို့ရှိရင်လည်းဒီမျိုးပဇွန်ထုတ်ပေါ့နော်ဒီမျိုးရှိတယ်ဒါကနန္ဒာလိုင်းခရုရှိမယ်ဒါတော့ခရုတန်း ငါးကြိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးဆယ်မွန်တွေလည်းထားလိုက်တာတယ်။ကဲစားဖို့တော့ ready ဖြစ်နေပြီ။ ready ဖြစ်နေပြီဆိုတော့လေလင်းခုနကဒီ site မှာအဲရှိတဲ့ menu တွေပြုရှင်ရွေးချယ်စရာတွေလည်းပြပြီးသွားပြီဆိုတော့ဘိုင်လက်တော်တော်စားပါပြီ။အဲ့တော့စားလိုက်အောင်မေဒီမှာဆိုရင်အရေးဆိုတဲ့အရသာရွေးချယ်စရာ၃မျိုးရှိရအချို့ရဲ့မာလာရဲ့တုံရဲရဲ့ဒီနေ့ကလင်းကမာလာရည်လေးတောက်ပါတယ်။ပိုးစားခြင်းနဲ့ဟာအရင်ရွေးထားပြီးတော့လေဒီမှာလာချတာအဆင်ပြေရဲ့။ဘာလို့လဲဆိုတော့ဒီမှာဆိုလို့ရှိရင် service အနေနဲ့ ဒီလိုမျိုးပေါ့နော်တင်ပေးထားတာရှိတော့ရွေးပြီးထိုင်လိုက်တာနဲ့ဘယ်စနစ်စားလို့ရည်။မဟုတ်တော့ဝိုင်းနိုင်လောက်ပြရလားဟာလားတင်ပေးတာနော်ဆင်ပြေတယ်။ဒီပါချက်ပဲ cheese နဲ့တို့တာတော်တော်လေးကောင်းတယ်။ရတာစိတ်ညာလဲ။ဒါကပုံစံလေးကင်ထားတာ။ 大家把哦。嗯，干了，清风小食店，做美食的，谢。 เนี่ยอายยืนท่าด่าจ้ะတော့อายอยากตามาล่ะอยากตายืนท่าอ่ะဒါပေမဲ့လင်းအတွက်တော့လေအရေးရတာတွေကနည်းနည်းလေးပေါ်လာပေါ့။မလို့မှာစက်သားမှုတွေပါရှိတာရှင်ချင်းဟုတ်။ဒါကြောင့်ကိုကအရတာနည်းနည်းလေးလေးလေးစတတ်တယ်ဆိုလို့ရှင်တော့စက်သားမှုတို့ပါတောင်းမျောပေါ့။နောက်ကိုကလည်းအရေးရတာဆက်ပေါ့။လင်းအတွက်တော့ဒီအရတာကနည်းနည်းလေးပေါ်တယ်။ပင်လဲဇာရီလဲတော်တော်လေးကိုလက်လက်ဆက်ဆက်လေးရှိတာ။ မကျောင်းတွေ့လားကြီးလဲကြီးတွေပဲနောက်ပြောပါလဲဆိုလက်လက်ဆက်ဆက်ရှက်ပြန်တန့်တယ်လို့လည်းပြောလို့ရတယ်ကြီးလဲကြီးတယ်ဒီမှာဒါကိုလေးမညှက်ပဲနဲ့ဒီကောင်လုံးကြီးဒီဒီကောင်လုံးကိုกินပြီးဒီတိုင်းစကြည့်လုံးဝမညှက်ဘူးအကင်ဆိုရင်လေး လင်းစားတတ်တဲ့အချင်းကဘယ်နေရာပဲရရပေါ့ဗျာလည်းဆလက်ရွက်ကဲဆလက်ရွက်လို့မှာငရုကူးစိမ့်လေးထဲစက်တုံမျိုးလေးထဲပြလို့ရှိရင်ဟိုကိုစားမဲ့ပေါ့နော်ဝတ်သားပြစက်သားပြကင်းထားတာရေးဆိုပြီးတော့စားတတ်တဲ့အချင်းရှိတယ်အချင်းရေရွှဲရွှဲလေးနဲ့ဆိုပို့ပြီးမိုက်ဒီအရောလေဒီလိုထုတ်ပြီးတဲ့အပြင်ကအချင်းလေးနည်းနည်းထပ်တို့ပြီးတော့အချင်းရွှေရွှေလေးနဲ့စားရမယ် ဒီလိုအကောင်ကြီးတွေရှိတာနောက်တော့သူတို့စီမားတွေအသားအရသာနှစ်ထားလဲအကောင်ကြီး cheese နဲ့စားမယ် cheese တွေနဲ့ဟိုကောင်းတာလဲရအကောင်စားရတဲ့အတွက်ရှိသမျှအသားဆောင်အကောင်သာယူထားတာ ြီးလိုကောင်းတော့ဒီမှာကရွေးချယ်စရာဈေးနှုန်းအမျိုးအစား၃မျိုးရှိရပေါ့နော်အဲလင်းဆိုလို့ရှိရင်တော့ဘူဖေးစားတာလင်းစားတဲ့ဒါဆိုလို့ရှိရင်အချိန်ရ၂နာရီရတယ်ဈေးနှုန်းကတော့၄တောင်း၉တောင်းနဲ့၅၀၀အဲ့မှာမှဘာတက်စကမှထပ်ပြီးပေးစရာမလိုဘူးပေါ့တကယ်လို့ကဘူဖေးမစားချင်ဘူးပေါ့နော်တပွဲချင်းစီကိုတိုင်းတစ်တာပဲမစားမယ်ဆိုရင်လေသူကဆက် A ဆက် B ပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့မှာမှအဲဆက် A ဆိုလို့ရှိရင်သူက၅တောင်း၂ထောင်ဒီမှာတော့သူတို့ရှင်းပြတာကတော့အဲ့ဒါက၂ရောက်လောက်တော့စားလို့ရရယ်ပေါ့နော် ။နောက်ဆက်ပြီးရတော့6000ရှိတယ်။တကယ်လို့အဲကလေးတွေပါပါလာမယ်ဆိုလို့ရှိရင်လည်းကလေးတွေကြတော့လည်းအရက်ပေါ်မူတည်ပြီးတော့ဈေးနှုန်းလေးတွေရှိတယ်။ဒါနဲ့ဒီနေ့စားတာကကြတော့အလုံးဆိုင်ခွဲမှာစားတာပါ။ဒါကလည်းအရှင်အပြားဟဲ့။ဟာ။ကဲ။ကြက်ပြီ။စားပါမယ်။ ကြည့်ပဲကြည့်ပဲချစ်စကိုတို့စားတဲ့အရာသားရဲ့မှာလေလင်းတခြားအသားတွေထက်လေးဝက်သားနဲ့ဝက်စားတဲ့အရာသားအပိုကြိုက်ဆုံးပဲ ရင်းတို့ cheese နဲ့လည်းစားတယ်။ရလာကောင်းတယ်။ cheese ကကုန်သွားရဲ့ဆိုလို့ရှင်လည်းသူတို့ထပ်ပြီးတော့ဖြစ်ပြီးတယ်။ ဂဏန်ကြိုက်တဲ့သူတွေအတွက်ဆိုရင်လေဒီမှာဂဏန်ကလေချက်ပေးထားအကောင့်ကြီးတွေပဲမကြည့်အောင်အသားလက်မခွဲခိုင်းလက်မရမှာပါတယ်အသားရှေ့ရှေ့ခဏကြည့်လက်ကြည့်ရဲ့အပြောလက်မထဲမှာလည်းအသားကြီးပြင်းနေလို့လက်လေလက်တယ်ပူနေရပဲဒီဇိုင်းလေးရလေး လင်းတို့အမှတ်200လေးအောက်ကျင်းမနိုင်လမ်းမပေါ့နှင်းစီလမ်းနဲ့မျိုးဒီတတော်လမ်းပေါ့နော်အဲ့ဈာမှာရှိတာလင်းတို့စတိုင်းမှတ်တိုင်နဲ့ဆိုရင်ပို့ပြီးတော့နေရယ်ဆိုင်လေးကတော့ Mr. Jerry မှာဒီနေ့လင်းကစားခဲ့တာပါဒါလေးတော်တော်တင်သွားပါပြီအဲအချိန်နဲ့2နာရီပြီပြီဆိုတော့လင်းပြန်ရမှာโอเคအော်တခုရှိသေးတယ်လင်းတို့တကယ်လို့ပေါ့နော်ဒီမှာစားတဲ့အစားအသောက်တွေကပို့လို့100 gram ဆိုလို့ရှိရင်တော့100 gram ကို9000ကျပ်ကောက်တယ်ပေါ့နော်အားလေးပြောချင်ပါတယ်လင်းဘလော့လေးကဒီလောက်ပါပဲရှင်တဒါ